ဖိလစ်ပိုင်နိုင်ငံမနီလာမြို့ FEBC အတံလွင့်ဌာနမှဒေသီအပ်တော်တမချန်းအစီအစဉ်များကိုအတံလွင့်ပို့ချလည်ရှိပါလေရှင်။မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်။အသက်ရှင်တော်မူသောဖျားသခင်ဤနှုတ်ကပတ်တော်ကိုကျမ်းနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါရရှင်။ ဒီကနေ့သင်သိရသောတမန်ကျမ်းစီစဉ်မှာရှင်မာသဲခရစ်ဝင်ကျမ်းအခန်းကြီး၈အခန်းငယ်၂၁ကနေအခန်းငယ်34အထိကိုလေ့လာမှာဖြစ်ပါတယ်။ကျမ်းသက်ဆရာလူငယ်လေးတယောက်ခရစ်တော်တို့ရဲ့နောက်ကိုလိုက်ခဲ့တယ်ဆိုတာကိုကျွန်တော်တို့တွေ့မြင်ခဲ့ရပြီးပါပြီ။အခုတခါသူ့ရဲ့တပည့်တော်တွေကအခြားတယောက်ရဲ့မမျှော်လင့်သောဒဏ္ဍာရီတစ်ခုထပ်မံပေါ်ပေါက်လာပါတယ်။အလွန်ကြစ်လျက်တဲ့ခရစ်တော်ရဲ့အဝန်အဝိုင်းတွေမှာတွေ့မြင်ရတဲ့ပြဿနာငယ်ကလေးတစ်ခုပဲဖြစ်ပါတယ်။ ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး၈အငယ်27မှာဘယ်လိုဆိုတယ်လဲဆိုရင်အခြားသောတပည့်တော်ကလည်းသခင်ကျွန်ုပ်အဖကိုရှေးဥစွာကြွား၍တင်းကျူရသောအခွင့်ကိုပေးတော်မူပါရှောက်နေ၏။ဒီတပည့်တော်ကတော့ငကိုယ်တည်းကတပည့်တော်ခရစ်တော်စီမှအမြဲချင့်ကပ်နေပြီးသားတပည့်တော်အမာခံယုံကြည်သူလို့ဆိုရင်ရပါလေ။သူ့ရဲ့ဖြစ်ပုံလေးကအတော်ထူးတယ်။သူ့စီကိုသတင်းတစ်ခုရောက်လာတယ်လေ။ သူ့အဖေတော့ပွေလွန်သွားလို့ဒီကနေ့တင်းကြိုရတော့မယ်ဆိုတဲ့တဲ့။ဒါနဲ့ပဲနာရီးကိုအကြောင်းပြုပြီးရှောင်းတခင်ခွင့်တင်တယ်လို့ပေါ့။ကျွန်တော်အဖေဆုံးသွားတာဒီကနေ့ပကြိုမယ်တဲ့တခင်။ဒါကြောင့်အိမ်ကိုခဏလေးပြေးပြီးနောက်ဆုံးဂါရဝလေးတော့ပြည့်ပြရစီအောင်အလောင်းမြေကျပြီးမှကျွန်တော်ပြန်လာပါမယ်ဆိုတဲ့သဘောပေါ့။ဒီကမှာခရစ်တော်ပြောတာကတော်တော်လေးကိုထူးဆန်းပြီးတော့နားလည်ဖို့နည်းနည်းခက်ပါလေ။ ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး၈ငယ်၂၁မှာအခုလို့ဆိုပါတယ်ယေရှုကလည်းငါနောက်သို့လိုက်တော့လူသေးတို့သည်မိမိလူသေးတို့ကိုတင်းကျူပါစေဟုမိန့်တော်မူ၏ဒါကရောဘယ်လိုအပြီးဓမ္မာစကားမျိုးလဲလူသေးတို့သည်မိမိလူသေးတို့ကိုတင်းကျူပါစေတဲ့တေတဲ့လူကိုတေသောသူတွေကပဲအတုပပို့ကြဆုသလိုကြောင်တက်တက်ကြီးဖြစ်မနေပေဘူးလားပြီးတော့ကျွန်တော်ကဒါဟူ တင်ပြနိုင်မှုအတွက်စာအုပ်တွေတော်တော်များများကိုရှောက်ပြီးတော့ဖတ်တဲ့အခါကျတော့ဒေါက်တာအဒမ်စမစ်ဆိုတဲ့ပုဂ္ဂိုလ်ကြီးကြီးလေးအရှိအလေပိုင်းဒေဗာတခဏရောက်ခဲ့စဉ်ဆိုတဲ့စာအုပ်မှာကျွန်တော်ဒီအဒမ်စမစ်ပြည်ဖြစ်ရမှန်တစ်ခုကိုဖတ်ရပါတယ်သူကသမိုင်းသူတေပီဆိုတော့အရှိအလေပိုင်းတခွင်ကိုပြည်ရဲစဉ်ရှောက်သွားပြီးသူတေနာအမီမီလုတ်ခဲ့ရတယ်လေအဲဂျွာတစ်ခုကိုရောက်လာတော့မနီးမဝေးကသမိုင်းဝင်နေရာတွေကိုလိုက်ကြည့်ရင်လို့လူငှားရှာရတယ်တဲ့အခုတော့ တူရစ်ဂိုက်ခေါ်တဲ့ခီးတွေရဲ့လမ်းပြသဘောမျိုးပေါ့အင်္ဂလိပ်လိုလဲတတ်ရမယ်နှံလဲနှံ့နှံ့ဆက်ဆက်ရှိတဲ့လူငယ်တယောက်ကို तू ကမျက်စိကြာလာတော့တငယ်လေးရင်မင်းငါ့ကိုလမ်းပြအဖြစ်လိုက်ကူညီနိုင်မလားကြားတဲ့တွေနဲ့ပြေးပါမယ်လို့ကန့်ကန့်နေတယ်အဲ့ဒီတော့ချက်တိတ်ကသူ့ channel ကိုလက်ညှိုးထိုးပြပြီးအဖေကိုတကြိုဖို့ကိစ္စရှိလို့မလိုက်ပြရစီနဲ့ခင်ဗျာဆိုပြီးညင်းတယ်အဲ့တော့ Adam Smith ကအဲ့ channel ကိုကြည့်လိုက်တော့ဘု து တွေ့ရလဲဆိုရင် လုံးတုတ်ထိုင်နေတဲ့သူ့အဖေကြီးဆိုတာကိုတွေ့ရတယ်။အဲ့ဒီအဖိုးကြီးကအသက်တော့တော်တော်ကြီးပုံရတယ်။ဒါပေမဲ့လေးလုံး၆ဖက်ကြီးဆိုပါလား။နောက်ပြီးတော့ကျန်းကျန်းမာမာလက်လက်ဆက်ကြီးတယ်။အဒမ်စမစ်ရဲ့အဆိုအရတော့သူ့ရဲ့တောင်မှတောင်သေးတယ်။ဖက်ရိုက်လို့ရှိရင်တောင်မှသူ့သေးနိုင်လောက်တဲ့ဗလာမျိုးနဲ့အဖိုးကြီးနဲ့ဒီအဖိုးကြီးကိုဒီကောင်လေးကတင်းကြူပြီးမှလိုက်ပို့ပေးရစီဆိုတာကတော့ဒီကောင်လေးဟာဒီလမ်းပြအလုပ်ကိုညင်းလိုက်တဲ့သဘောဆိုတာကိုသူချက်ချင်းနားလေသဘောပေါက်သွားရပါတယ်လေ။ ဒီတော့ဒီအရှိအလေပိုင်းမှာဒီလူစကားမျိုးဟာတကယ်အဖေသေလို့သင်းကျူဖို့ဖြစ်ချင်မှလည်းဖြစ်မယ်။ခရစ်တော်နောက်ကိုမလိုက်ချင်တော့လို့ညင်းဆန္ဒနဲ့ဖြစ်ချင်ဖြစ်မယ်။အတိတ်ပဲမရေရာဘူးပေါ့။ဒါပေမဲ့ခရစ်တော်ကတော့လူသေးတို့ဒီသေသောသူကိုသင်းကျူပါစေလို့ပြန်ပြီးတော့ပြောတယ်။တနည်းအားဖြင့်မင်းအဖေကိုကြံတဲ့လူတွေကကြည်ကြပါစေကွယ်။ဒါမှမဟုတ်ရင်လည်းသူ့အသူပဲနေသာခံသာရှိအောင်ကြည်ကြက်နေပါစေ။ထားခဲ့ပါကွယ်လို့ဆိုလိုတဲ့သဘောဖြစ်ပါတယ်။ ဓမ္မသဘောအရာအချို့ဆရာသမားတွေကခရစ်တော်ဟာသူ့တပည့်တော်တွေနောက်လိုက်တွေကိုကယ်တင်ခြင်းလမ်းကိုရောက်ပြီးဒါကြောင့်ထာဝရအသက်ရှင်သန်တဲ့လူတွေအဖြစ်သတ်မှတ်သူ့နောက်ကိုမလိုက်သူလူတွေဟာတော့ထာဝရအသက်ကိုမရတဲ့လူတွေလူတွေတွေလို့ဆိုလိုတယ်ဒါကြောင့်မို့လူတွေကို လူတွေတွေကပဲမသာချပါစေလို့ပြောတာဆိုပြီးတော့အတိတ်ပဲဖွင့်ဆိုတာလည်းရှိပါတယ်။ဘာပဲဖြစ်ဖြစ် ခရစ်တော်ကတော့သူ့တပည့်တော်တွေကို သူ့ကိုပဲဦးစားပေးစီခြင်းလေဆိုတာကိုငါနောက်သို့လိုက်လို့ဆိုတဲ့စကားနဲ့ထင်ထင်ရှားရှားပြောခဲ့ပါတယ်။ဒါပေမဲ့ဒီတပည့်တော်တွေမှာရွေးချယ်နိုင်ခွင့်တော့ရှိခဲ့နိုင်မယ်လို့ကျွန်တော်အလေးအနက်ယုံကြည်ပါတယ်။အကယ်၍သာသူ့တပည့်ကဆက်လက်ပြီးတော့ညှင်းဆန်နေအောင်မယ်ဆိုရင်တော့သူ့ဟာမေတ္တာတော်ရှင်ဖြစ်တာနဲ့အညီမင်းအဖေကသာကြွားပြီးတော့တကြူလိုက်ပါတော့ကွယ်။ဒါမှမဟုတ်ရင်လေမင်းစိတ်ချမ်းသာတယ်လို့သာရှိပါစေတော့ကွယ်ဆိုပြီးတော့ခြံထားရစ်ခဲ့မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ တစ်ချိန်ကအင်မတန်ခင်းနောက်ကြပြီးဒုက္ခတွေပင်လယ်ဝေနေတဲ့အာဖရိကတောနဲ့ကြီးတစ်ခုမှာလीသာသနာပြုနေတဲ့သူနာပြုဆ iam ာလေးတယောက်ရှိခဲ့ပူပါလေတယ်သူ့အဖေအိုကြီးကိုတော့မေရီကံပြီကဆွေမျိုးညာတကာရင်းနဲ့သူကထားခဲ့ပြီးသူကသာသနာအလုပ်ထဲမှာစောင့်ချပြီးတော့အာဖရိကတိုက်ခဲကိုရောက်နေကြတာပါနေ့အတော်ကြာလို့ပြန်လဲလာရောအဖေကြီးကသမီးမင်းဟာခရိယမင်္ဂလိတယောက်ဖြစ်ပါရဲ့နဲ့အဖေကိုပြစ်ထားရဲ့ပါပဲကွယ်ဆိုတော့ တမီးလေးဟာသိစိတ်ကြီးကြိုက်ပြီးအမှုတော်ဆောင်အလုကနေထွက်လိုက်တယ်။ပြီးတော့အဖေကြီးနာမှာပဲအဖေကြီးစိတ်ချမ်းသာပါစေတော့ဆိုပြီးတော့အဖေကိုအာယုံပြောင်းပြီးဂယုစိတ်ပြည့်စုံနေခဲ့ရပါတယ်။ဒါပေမဲ့မကြာခင်မှာအဖိုးကြီးဟာလူကသာယိုယွင်းပြီးလိုက်လာတယ်။ဝိညာဉ်ခေါ်အစ်စ်တီပွားများလာပြီးတော့အတွင်းခေါ်တွေမမျှော်လင့်ပဲပြောင်းသွားတယ်။တမီးရဲ့ဖေဖေကတကူကောင်းဆန်မိတယ်ကွယ်။တမီးလေးအလုံလုံခဲ့တဲ့တောနဲ့ကြီး အာဖရိကတိုက်ကြီးရဲ့အကြောင်းကိုဖေဖေတွေးပြီးတော့သမီးလေးဟာဘုရားသခင်အတွက်အမှုတော်ဆောင်နေတာပဲဆိုပြီးတော့ဝိညာဉ်ခွန်အားရတော့ဖေဖေပို့ပြီးသဘောပေါက်လာတယ်။ငါသမီးလေးအဲ့ဒီကိုပြန်ပါ။ကလေးကဒီကတခြားဆွေမျိုးတွေရှိတယ်ကွယ်။ပိုက်ဆံရှိတယ်၊တိုက်ရှိတယ်၊ကားရှိတယ်။ဖေဖေကိုထားခဲ့ပါတော့နော်။လူအလို့ဖြစ်ဖြစ်အကြောင်းကြားတယ်ဆိုတော့မှပဲမင်းပြန်လာခဲ့ရင်တော်ပါပြီကွယ်ဆိုပြီးပြောလာတယ်။သမီးလေးမှညိတ်အီတွေပေါက်ပေါက်ကြားခဲ့ရတယ်။ အဖေကိုမချစ်လို့ကျေးဇူးမတင်လို့သူစွန့်လာမှာမဟုတ်ဘူး။ဘုရားသခင်ကိုပုံမိုပြီးကြောက်ရွံ့ယူသည်လို့ဘုရားသခင်အတွက်အကြီးအကျယ်လိုအပ်နေတဲ့အမှုတော်ဆောင်ကိစ္စကို သူစောင့်ချပြီးတော့ဘုရားသခင်အတွက်အမှုတော်ဆောင်နေခဲ့တယ်ဆိုတာကိုအဖေရင်ထဲမှာသိမြင်လာတာအတွက်သူကကျေးဇူးတော်ကိုလည်းတစ်ဖက်ကချီးမွမ်းလို့မကုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်လေ။တကယ်တော့ခရစ်တော်အတွက်အမှုတော်ဆောင်နေဆိုတာဟာအလွန်ကြီးမားတဲ့ဆွမ်းမှုတွေနဲ့ကြုံရတတ်ပါတယ်။ ကျွန်တော်ပေးခြင်းနဲ့မှတ်ချက်ကတော့လူသားတို့ရဲ့ကျင့်ဝတ်နီတိအတိုင်းနေထိုင်ကျင့်ဆောင်ခြင်းကိုလည်းခရစ်တော်မပယ်ရှားပါဘူး။ဒါပေမဲ့ဘုရားသခင်ရဲ့ဓမ္မဝတ်ကိုဖြည့်ဆည်းသူမှန်တည်း၍ဟာပုံမုံမြင့်မြတ်တဲ့ဘဝမှာတည်ခွင့်ရှိတယ်။အဲ့ဒီလိုလူတွေရဲ့လူမှုဘဝကိုလည်းဘုရားသခင်ဟာတနည်းမဟုတ်တနည်းလှည့်ပြီးတော့ကောင်းကြီးမင်္ဂလာတွေနဲ့ပတ်ရလိမ့်မယ်ပေးမယ်ဆိုတာကိုလည်းစိတ်ချယုံကြည်မိပါတယ်။အခုအာဖရိကပါသနာပြုဆီယမာလီရဲ့ မေတ္တာရောင်ပြန်ဟတ်တဲ့အတွက်သူ့ရဲ့ဖခင်ကြီးဟာဘုရားသခင်ရဲ့မေတ္တာတော်ကိုပုံမူထိတွေ့ခံစားရပြီးပြီဆိုတာဟာဘုရားသခင်ရဲ့ကျေးဇူးပြုတဲ့ခြင်းသဘောကိုထင်ရှားစေတဲ့တာရကပဲမဟုတ်ဘူးလားပင်လေဂါလိလဲမုန်တိုင်းဆဲစီဆိုတာကိုကျွန်တော်ဆက်ပြီးဟောပြောပါမယ်ရှမာသက်ခရဝင်ခန်းကြီး၈အငယ်23ထိုအခါလေတော်တဲသူဝင်တော်မူ၍တပည့်တော်တို့သည်လိုက်ကြ၏အိုင်၌လိုင်းတဘူပြင်းထန်စွာထား၏ တေကိုလွှမ်းလေ၏ခရစ်တော်ဟာရှမသက်ခရစ်ဝင်ရဲ့အထက်ပိုင်းမှာဘုံတကူတွေအမျိုးမျိုးပြခဲ့ပြီးပြီအထူးသဖြင့်လူနာတွေအမြောက်များကိုကုခဲ့ပြီးပြီအခုအချိန်မှာတော့မုန်တိုင်းနဲ့ရင်ဆိုင်ရပြီလေမုန်တိုင်းဟာလေကိုတောင်မှတွန်းမှုလာတယ်ဝင်ဆောင်လာတယ်တဘာဝဘေးရန်ကြီးတစ်ခုပဲလို့ဆိုရမှာပေါ့ဒါမြမကြီးပင်လယ်ကမ်းရိုးတန်းမှာအသက်မွေးချောင်းနေရတဲ့လူတွေဟာပင်လယ်လိုင်းအကြောင်းကိုကောင်းကောင်းသဘောပေါက်ကြမယ်လို့ကျွန်တော်ထင်ပါတယ် ။တမ်းမှန်မြစ်တမြစ်အပေါ်မှာတောင်းမှလေပြင်းပြင်းတိုက်တဲ့အချိန်ရေစီးတန်တဲ့အချိန်ဆိုရင်လေသမားတွေဘလောက်ဒုက္ခရောက်ကြတယ်ဆိုတာလေသိဘူးကြားဘူးကြမှာပါ။အခုမုန်တိုင်းကတော့ဂါလိလဲပင်လယ်ကမုန်တိုင်းပဲ။ area တရ၄မိုင်လောက်ရှိတဲ့ပင်လယ်။အဲ့ဒီပင်လယ်ကြီးကိုဂင်နေတဲ့အိုင်လိုလဲခေါ်တယ်။တချို့ကလည်း Tiberius ပင်လယ်လို့လဲခေါ်ပါတယ်။အခါအာလျော်ဆိုတာမုန်တိုင်းတွေထရတဲ့ဆိုတာကိုလေသမိုင်းမှာကျွန်တော်မြင်တွေ့ရပါတယ်။အခု အဲ့ဒီမုန်တိုင်းဟာဂါလိလဲပင်လယ်ပြင်ကိုရောက်လာပြီ ရှင်မသက်ခရစ်ဝင်အခန်းကြီး၈အငယ်24ကိုတော်သည်ကျင်းဆက်၍နေတော်မူ၏ခရစ်တော်ကိုစာရမဏေစုံစမ်းနှောက်ရက်ခဲ့ပြီးတဲ့နောက်လက်မြောက်သွားတာဟာတခဏပဲဖြစ်တဲ့အကြောင်းကျွန်တော်ဆိုခဲ့ပြီးပြီအခုဒီမုန်တိုင်းဘယ်ကလာတာဖြစ်မလဲစာရမဏေရဲ့လက်ချက်ဖြစ်မယ်လို့ကျွန်တော်ကတွေးပါတယ်ခရစ်တော်ကိုဒုက္ခပေးဖို့ရွယ်လာပြန်ပြီဒါကသဘာဝမုန်တိုင်းကို ူဖန်တီးခြင်းသူ့ရဲ့လက်ချက်နဲ့ဖြစ်ပွားစေခြင်းလို့ကျွန်တော်ဒီနေရာမှာတွေးတောခံယူမိပါတယ်ခရစ်တော်ကတော့အိပ်ပျော်နေတယ်တဲ့ဒါအရှင်မသက်မှာတွေ့ရတဲ့အင်မတန်လူသားဆန်တဲ့ခရစ်တော်ရဲ့တယုတ်သက်ကံနဲ့ဒေသစာကြီးခရီးစဉ်မှာခရစ်တော်ဘလောက်မောပန်းခဲ့တယ်လဲလိုင်းပုတ်တဲ့လေပေါ်မှာခရီးသွားတွေအကုန်လုံးရောက်ရက်ခတ်နေခြင်းသူအဲ့လိုပျော်နေခဲ့တယ်လေကျွန်တော်ကတော့ရှင်းရှင်းပဲအေယာမသင်္ဘောကြီးတွေနဲ့ခရီးသွားလာတဲ့ဆိုရင်တောင်မှ မူလေးတပွဲပွဲကြပြီးလေကလေးနည်းနည်းတော့ပွေ့နေအဲ့လိုမပြောဘူးဖတ်မပြောကောင်းပြောကောင်းတခုဖြစ်ဘယ်အပေါက်ကနေဒိုင်ဗင်ထိုးပြီးတော့ကုပြေးမလဲအဲ့ဒါပဲကျွန်တော်တွေးတယ်မတွေးလို့လည်းမဖြစ်ဘူးလေဒိုင်ဗင်ထိုးမချလို့တင်မောကြီးနဲ့ရေအောက်ထဲပါတော့ဘယ်နဲ့လုပ်ပါမလဲခရစ်တော်ကတော့အဲ့လိုကောင်းနေတယ်ဆိုပဲတပြည့်တော်တို့သည်ချင်းကပ်၍ကိုရောကိုနှုတ်ပြီးလေသခင်အကျွန်ုပ်တို့သည်ပျက်စီးခြင်းသို့ရောက်ပါ၏ကေမတော်မူပါဟုရှောက်ကြတော်ဆိုပြီးတော့ မသက်ခရုခန်းကြီးရှိငယ်35မှာတွေ့ရပါတယ်။စိုးစိုးကပြောခဲ့တဲ့ဟာတိကဲကျွန်တော်လိုပဲနေမှာပေါ့။အသံနေပါတဲ့တောင်တုံပြီးခရစ်တော်ကိုကြပြန်ကြံနှိုးပြီးတော့ကယ်တော်မူကြပါပြောလို့ငယ်ခံပါအောင်အော်တာလေ။အဲ့ဒီတော့မှယေရှုကနိုးလာပြီးတော့ကိုတော်ကယုံကြည်အားနည်းသောသူတို့အပေကြောင့်ကြောက်တတ်သည်ဟုမေးတော်မူပြီးဖြင့်ထ၍လေနှင့်ပင်လေကိုဆုံးမတော်မူသည်ဖြင့်အလွန်ပါရလေ။တပည့်တော်တွေကဒီလိုကြောက်အားလန့်အားဖြစ်တာကိုခရစ်တော်ကဆုတယ်တဲ့။ ဘာကြောင့်မင်းတို့ဒီလောက်ကြောက်ကြတနည်းတဲ့ပြီးတော့မှလေနဲ့ပင်လေကိုဆုံးမတော့ဂါလိလဲမုန်တိုင်းကြီးဟာတချီတည်းငင်းချမ်းသာရသွားပါလေဒီတော့မှပဲလေတွေကသူရဲ့ကောင်းကြီးကတော်ပါသေးရဲ့ဆိုပြီးတော့တက်ပြင်းချနိုင်ကြတာပေါ့ဟုတ်တယ်လေတိုင်းကြီးလျှောက်ဆိုတာရှိပြီမေတိုင်းကြီးလေမောက်ရင်တထွေးဒုက္ခရောက်မှာမဟုတ်ဘူးလားဒီတော့လဲသူတို့ကြောက်ကြမှာပေါ့အခုလိုခရစ်တော်ကိုသူတို့အသနာခံတဲ့အချက်တစ်ခုတမန်တော်ဝတ္ထုအခန်းကြီး၄ငယ်၂၉မှာ ျွန်တော်မှတ်မှတ်ရရတစ်ချက်တွေ့ပါတယ်။အိုးထောင်ရဖျားယခုအခါသူတို့ဤချင်းချောက်ချင်းကိုမှတ်တော်မူပါအနာယောဂငင်းစီခြင်းဟာလက်တော်ကိုဆန့်တော်မူ၍တန်ရှင်းသောပါတော်ယေရှု၏နာမတော်အဖြစ်နမိတ်လက္ခဏာအံ့ဖွယ်သောအမှုတို့ကိုဖြစ်စေတော်မူစဉ်တွင်ကိုတော်ဤကျွန်တို့သည်နှုတ်ကပတ်တရားတော်ကိုရဲရင်စွာဟောပြောပါမိအကြောင်းကဲမသနာတော်မူပါဆုတောင်းကြ၏ဒါကနင်းနေပါပါငြိမ်းချမ်းတဲ့အချိန်မှာစီကာပတ်ကုံစူနိုင်ကြတာလေ တွေးခေါ်ကြတာလေကိုတို့ကတော့အခုလိုမစိုးနိုင်ရှာပါဘူးတေချာပေါက်ငါတို့တော့ဒီမုံတိုင်းထဲမှာကြွတော့မှာပဲဆိုပြီးတော့ဘယုံဒုက္ခတွေဖြစ်ပြီးတော့ထိတ်တလန့်ငြင်းရန်ပါအောင်អော်ခဲ့ကြတာအခုငြင်းချမ်းသွားပြီဆိုတော့မှတယောက်နဲ့တယောက်ဆွေကြည့်ဆွေကြည့်နေဤသူကအဘဲသို့သောသူနီလေနဲ့ပင်လေသည်သူဤစကားကိုနားထောင်ပါသည်တကားဟုအံ့ဩကြ၏အဲ့ဒီလိုရှမသက်ခရွေခန်းကြီးရှစ်အငယ်29မှာတွေ့ရပါတယ် ဥပရိသတစ်ခုကိုချက်မှတ်နိုင်တဲ့ယေရှုခရစ်ဟာဘုံတကူအာနုဘော်တော်နဲ့လေပြည့်စုံခဲ့ကြောင်းကိုပြသခဲ့ပြီလေဂါဒရပြည်သားများထံမှလက်ဆိုးတို့ကိုနှင်ထုတ်ခြင်းအကြောင်းကိုဒီနေရာမှာဆက်ပြီးလေ့လာကြပါစို့ဆတ်သမမြောက်တကူပြသမှုပါအသေးစိတ်တော့ကျွန်တော်ဒီနေရာမှာစိတ်ပြီးမပြခြင်းတော့ပါဘူးလက်ဆိုးတွေကိုဘယ်လိုလှုပ်ပြလိုက်တယ်ဆိုတာကိုပဲပေါ်ပြပါမယ် ရှင်မသဲခရစ်ဝင်ခန်းကြီးရှိငယ်28ကန်တဖက်ဂါဒရပြည်သူရောက်တော်မူသောအခါငါဆိုးဆွဲသောလူနှစ်ယောက်တို့သည်ထိုလမ်းကိုအဘယ်သူမှမသွားနိုင်အောင်အလွန်ကြမ်းကြုတ်စွာပြုလျက်တင်းကြိုင်းတစားပြင်မှထွက်လာပြီးကိုတော်ကိုခီးဥကြူပြုပြီးလျင်လို့တွေ့ရပါတယ်။အဲ့ဒီဂါဒရဆိုတာဟာယာကုပ်သားဂတ်လူမျိုးတွေရဲ့ဒေသပေါ့။ဣသရေလအမျိုးဆက်မျိုးကိုအမွေတွေခွဲပေးလိုက်တော့အဲ့ဒီဂတ်ဆိုတဲ့သားရဲ့အမျိုးငယ်တွေကယော်ဒန်ကမ်းက သိပ်ပြီးတော့မနှိပ်လာတဲ့နေရာတွေကိုအမွေရသွားတယ်လीဂျူးတွေထဲမှာတော့ထူးထူးခြားခြားဝက်မွေးမြူရေးတွေလှုပ်လို့ဆွေမျိုးချင်းမတည့်ဘူးဂျူးဆိုတာကဓမ္မဟောင်းကျမ်းသမားတွေဆိုတော့ဝက်သားမစားဘူးရှောင်းနေဂါဒရာကဂမ်မျိုးတွေကြတော့ဘယ်လိုဘယ်လိုဒီဝက်တွေကိုစပြီးမွေးတယ်တော့ကျွန်တော်လည်းမပြောတတ်ဘူးလူတွေကလည်းပိကက်ကတည်းလို့ဆိုတယ်အဲ့ဒီဒေသလည်းရောက်ကြရောယေရှုကြုံရတာကတော့နတ်ဆိုးဆွဲပြီးကြမ်းကျင်နိုင်ကြမ်းရမ်းကျင်နိုင်ရမ်းနေတဲ့လူမြောက်ပဲတယ်ထွက်လာတာကလည်းအတော့ဘူး မင်္ဂလာရှိတဲ့နေရာထွက်လာတယ်လေပင်ချိုင်းတစပြင်ကအဲ့ဒီတော့ဒီလိုအယူကြီးတွေရလည်းဖြစ်နေတယ်ပင်ချိုင်းတွေကလည်းထွက်လာတယ်ဆိုတော့ကြော်ယုံတန်ယုံနှလုံးယောဂါပဲဒါမှမဟုတ်သွေးရောသမားမြေနံနဲ့သတိလစ်သွားလောက်တယ်လေအဲသူတို့ပြောတဲ့ညီတွေကိုလည်းနားထောင်ကြည့်ကြအောင်ငယ်29မှာဘုရားသခင်သားတော်ယေရှုကိုတော်ဒီကျွန်တော်တို့နဲ့အဘယ်သို့ဆိုင်သနည်းအချိန်မရောက်မီအကျွန်ုပ်တို့ကိုနှင်းဆဲခြင်းကကြွလာတော်မူသလိုဟုအော်ဟစ်၍ရှောက်ကြ၏မိတ်ဆွေတို့ နတ်ပွဲတွေကိုရောက်ဖူးရင်လက်ဝင်တွေရဲ့ပုံစံကိုသိမယ်ထင်တယ်။မြေလက်ပိုင်းကနတ်ပွဲတစ်ခုဆိုရင်အရင်တလောကကျွန်တော်ရောက်သွားတော့အဆိုတော်ဘက်ကင်ရဲ့တိုးမဲတစ်ချင်းကိုဆိုင်းဝိုင်းကြီးနဲ့တီးပြီးအပြိုင်ဆိုင်ကနေကြတယ်လေ။ဒီမန်တက်ကြီးတစ်ခုလုံးကိုစူညံနေတာပဲ။နတ်ဝင်တာမဝင်တာတော့ကျွန်တော်လည်းမသိဘူး။အဲ့ဒီကနေတဲ့လူတွေဟာပန်းမှန်လူတွေရဲ့ဟန်ပန်းအမှုအရာအသံလေးအသံဓာတ်အစတစ်ခုမှမတူတော့ဘူး။တူလို့လည်းဘယ်ဖြစ်မလဲနတ်ဝင်နေပြီဆိုမှအဲ့ဒီနတ်ရဲ့ပုံစံအတိုင်းချိုးနေရတော့တာပေါ့။ အဲအဲ့ဒီခက်ကယေရှုနဲ့တိုးတဲ့နတ်ကတော့ရိုးရိုးတောင်မှမဟုတ်တဲ့နတ်ဆိုးနောက်ခံတီးလုံးကလည်းမပါတော့အသံနဲ့ကြီးတွေနဲ့မချိမဆအော်ပြီးပြောတာပဲဖြစ်ရမယ်ကျွန်တော်တို့ကိုညှင်းဆဲတော့မလားဗျို့တဲ့ရှင်မသဲမှာဆက်ထားတာကတော့သူသူတို့နဲ့မနီးမဝေးသောအရက်၌များစွာသောဝက်အစုသည်ကျက်စားလျက်ရှိ၏နတ်ဆိုးတို့လည်းကိုတော်သည်အကျွန်ုပ်တို့ကိုနှင်ထုတ်ပြီးထိုဝက်အစုတဲသို့ဝင်ရပါမည်အကြောင်းအခွင့်ပေးတော်မူပါဟု တောင်းပန်ကြတော့လို့ဆက်ထားပါလေ။နတ်ဆိုးဆိုတာများလေအခက်လား။လူတွေစီမှာဆက်လက်နေလို့မရအောင်ခရစ်တော်ကလှုပ်တော့မှာကိုနတ် education နဲ့လှမ်းပြီးသူတို့ကတွက်တယ်၊ပြီးတယ်။သူတို့ကလည်းသူတို့ဉာဏ်နဲ့သူတို့ပြီးတော့သူတို့မိခွေရအမိရှိရင်ပြီးရောဆိုတဲ့သဘောရှိတဲ့နတ်ဆိုးမျိုးတွေ။အဲ့ဒီတော့အဲ့ဒီကကျွန်တော်မြင်ရတဲ့ဝက်ဒီစီကိုဝင်ပြရစီဆိုပြီးတော့ခွင့်တောင်းကြရတယ်လေ။ဒီတော့ခရစ်တော်ကသွားကြဟုမိတော်မူ၏။ နတ်ဆိုးတို့သည်ထွက်၍ဝက်ခဲသို့ဝင်သဖြင့်ဝက်အစုရှိသမျှသည်အိုင်ကန်းဇောက်ကိုတဟုန်ကြီးပြေးစင်း၍ရေ၌ပေကြ၏အဲ့ဒါကတော့ရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီး၈အငယ်32မှာပါတဲ့ကျမ်းစကားပါပဲဂါဒရဆိုတဲ့ဂတ်အမျိုးအနွယ်တွေဝက်မွေးကြတာလဲချင်းရှားနေပြီနော်ဒုက္ခရောက်ခြင်းနဲ့ဝက်တအုပ်ကလည်းတိတ်တိတ်ဆန်ဆန်ဒီနဲ့ဆိုယောဂာတွေရဲ့နာမမှာတွားပြီးတော့အစာစားနေကြတယ်စကြချနေကြလीတော့ လက်ဆိုးတွေအဖို့မိကန်အဖင့်ကြာအဖင့်ဆိုးတယ်လို့လူတွေတဲကခရစ်တော်ကသွားကြလို့လဲဆိုတော့အဲ့ဒီဝက်အုပ်ထဲကိုဝင်ပြီးပူပါလေရောတယ်အဲ့ဒီမှာတဲ့ဝက်ဒီလဲနတ်နှိမ့်ဆက်လို့တခါလဲဥတဲရာကိုပြေးပြီးမလှမ်းမကန့်အိုင်တခုတည်းကိုဘုံ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 နဲ့တခုံလို့ပြည့်စင်ပြီးအကုန်လုံးဖေကုန်ရတယ်တဲ့ကျွန်တော်ကတော့အဲ့ဒီခစ်နတ်ဆိုးဆိုတာစာထဲမှာသာတွေ့ရတော့နတ်ဆိုးဆိုတဲ့အတိုင်းဆိုးမှန်းသာသိရတယ်ဘလောက်အတိုင်းအတာအထိဆိုးတယ်ရမ်းတယ်ဆိုတာတော့မသိဘူး ဒါပေမဲ့ဒီဝက်တွေဟာမကြခင်လေဝဲဟူเจ้าတို့ဝက်သားဒုတ်ထိုးတို့ဖြစ်ကုန်မှာတော့သေချာတဲ့အတွက်နောက်ဝင်ပြီးဒုက္ခတွေရောက်စောစီပြေကုန်နာလေဘဝငြိမ်းတယ်တက်ပါတယ်လို့တောင်းမှာကျွန်တော်ကတော့တွေးပါတယ်ယူဆပါတယ်ဒါပေမဲ့ဝက်ပိုင်ရှင်ကအမျိုးຫນွေကုန်တယ်ရတော့ဝက်ပိုင်ရှင်ကတော့ဒုက္ခရောက်ပြီပေါ့တခုတော့ရှိတယ်အဲ့ဒီခေတ်ချိန်ကာလတုန်းကများဒီဝက်လိုင်စင်စီဆွဲတဲ့တရုတ်တွေအဲ့ဒီမှာရှိမယ်ဆိုရင်တော့ခံလာလိမ့်မယ်ကျွန်တော်ထင်ပါတယ် ျော့စင်းနဲ့အိုင်ထဲကဝက်တွေကိုကလောထုတ်ပြီးရောင်းရင်အရင်လောက်တော့ကြံလိမ့်မယ်လို့ကျွန်တော်အောက်မိပါတယ်ဝက်လိုင်စင်စီဆွဲတဲ့ပြုတ်အဖူကတော့ဈေးတက်တက်သာသာလေးရတယ်ဝက်ကိုလည်းရေထိုးဖို့မလိုတော့ဘူးဆိုတော့ပို့ပြီးတော့တောင်ဟန်ကြလိမ့်မယ်ပို့ပြီးအထက်တိုးတဲ့အတွက်အမျက်ကြီးအများကြီးရသွားလိမ့်မယ်လို့ကျွန်တော်ယူဆမိပါတယ်အဲ့ဒီဝက်သမားတွေဖြစ်ပုံကိုတော့ကျန်းနီကုန်းပိုင်းကျမှကျွန်တော်နည်းနည်းဆက်ပြီးပြောပါမယ်။နတ်ဆိုးဆွဲတာကလူသားတွေဟာအခုခေတ်အထိကြောက်ရုံမှာကျွန်တော်အထက်က တနေရာမှာပြောမှုခဲ့တဲ့အတိုင်းနတ်ဆိုးတို့တရဲတို့ဝိညာဉ်ဆိုးတို့ဆိုတာတွေဟာရှိတယ်လို့လူတွေကယုံစဲပဲဖြစ်ပါတယ်ကျွန်တော်ကတော့အခုအသက်ကြီးတဲ့အချိန်မမြင်တော့မမြင်ဘူးဒါပေမဲ့သူတို့ရဲ့တီရှိခြင်းကိုတော့အသိမှတ်ပြုတ်ဖို့ပြုတ်ရပါပြီအဖြစ်လဲဆိုတော့ကြားနေရတယ်မှတ်တမ်းတွေရှိတယ်အခုသင်သိရတော့သမာကျမ်းမှလည်းပါဝင်နေတော့ဒါတွေဟာလူလောကမှာရှိတယ်သူတို့ကိုအနန္တတကုရှင်ဘုရားသခင်ကို ကိုးကွယ်တဲ့လူတွေအနေနဲ့ကတော့ကြောက်လန့်စိုးရိမ်နေစရာမလိုဘူးလို့ဒီနေရာမှာကျွန်တော်အခိုင်အမာယုံကြည်တယ်ပြောလဲပြောချင်ပါလေ။ပန်ရှင်သောဝိညာဉ်တော်ကိုဆောင်ယူထားတဲ့လူကဒီဝိညာဉ်စိုးနဲ့လက်စိုးကိုကြောက်နေရမယ်ဆိုရင်တော့သူ့ရဲ့သွေးကကြောက်တတ်သားသော၎င်းအမှန်တကယ်ပန်ရှင်သောဝိညာဉ်တော်ကိုဆောင်ကျင်းမထားလို့သော၎င်းတစ်ခုခုအားနည်းမှုရှိရမယ်လို့ပဲကျွန်တော်တို့ယူဆမိပါတယ်။ ဒီကနေ့လူမြင်သူမြင်မဟုတ်ပဲမကောင်းတဲ့ဝိညာဉ်စိတ်ဓာတ်နဲ့လမ်းမနေတဲ့လူတွေတိတ်တခိုးဘဝပြည့်နေရတဲ့လူတွေဘလောက်များသလဲလက်တီအမေရိကန်နဲ့အာဖရိကတိုက်ရဲတချို့အာရှဒေသတွေမှာရယ်ဆိုပြီးတော့သာပွက်ပြီးထောက်ပြောနေကြတာဥရောပမြို့ကြီးတွေမှာလည်းအမေရိကန်လိုနိုင်ငံကြီးမှာလည်းတရားဝင်နောက်ဝင်တွေဒီအခုထိစီးပွားရှာပြီးတော့အလုလုစားနေတာရှိပါတယ်အင်္ဂလိပ်လို witch hunting လို့ခေါ်တယ်လေ နတ်ကတော်ကကျတော့ medium လို့ခေါ်နေရဲ့အခုခေတ်မှာစိတ်ငြိမ်စေတို့အိတ်စေတို့စိတ်ညှို့စေတို့ကပို့ပြီးတော့ဖိတ်ပန်နေကြထွန်းကားလာလို့သာရှေ့ခေတ်ကလည်းရုပ်မပြတ်ကြတာအဖိုင်းဝိုင်းကြီးကလည်းဒါကိုအမပိတ်ကြတဲ့ဖြစ်ရောက်နေလို့သာပိတ်ပြီးတော့ပွဲမစီတော့တာဒီနတ်ဆိုးပြဿနာတွေဟာတီးရှိစေရှင်သန်စေပဲဖြစ်တယ်လို့ကျွန်တော်တို့လက်တွေ့မြင်နိုင်ပါတယ်တမန်ကျမ်းစာအရာမောရှိခေတ်မှာနတ်ဆိုးပြဿနာတွေရှိကြတယ်နောက်အေလိယခေတ်မှာရှိကြတယ် အခုခရစ်တော်ရဲ့အချိန်ကလမှာလေလက်ဆူရဲ့ဂန္ဓာဟာအချိန်ကြီးကပေါ်လာနေပြီဒါဟာဆန်းသလားမဆန်းပါဘူးအင်္ဂါဂျိုကိုသာကျွန်တော်တို့ကခြေလှမ်းပြင်နေကြတာမျိုးပေါ်မှာရှိနေတဲ့ဝိညာဉ်လောကကိုတော့ဖျောက်ပြစ်လို့မရလေးဘူးဆိုတာဟာအထင်ရှားသိလာနေတယ်မဟုတ်ဘူးလားတက္ကသိုလ်ကျောင်းသားဘဝတုန်းကတဘာဝမကြတဲ့စိတ်တစအကြောင်းဘာသာရက်ကိုကျွန်တော်ခဏသင်ခဲ့ဘူးတယ်အဲ့ဒီမှာကျွန်တော်တို့အချိန်ပိုင်းပမောက်ခကဆရာဝန်ကြီးတယောက်ဖြစ်ပါတယ်သူက စိတ်တစားဝေဒနာတွေဒီအများကြီးကိုကိုယ်တိုင်ကုသပေးနေရတဲ့လူခရိယံဆရာဝန်တယောက်လည်းဖြစ်တယ်။သူပြောပြတော့မှာပဲတဘာဝလွန်နတ်ဆိုးဆွဲယောဂါတွေဝိညာဉ်ရေးရာယောဂါတွေဟာအများကြီးရှိမှန်သိလာရတယ်။နတ်ဆိုးကလုံးဝသွမ်းမိုးသွားပြီဆိုရင်တချို့များလုံးဝဘဝပြက်ပြီးလူလည်းမရှုမနှတ်သေးတဲ့အချိန်ခံစားသွားရတယ်ဆိုတာကိုကြားရတော့အတော်ကျွန်တော်တုန်လှုပ်ချောက်ချားသွားမိပါလေ။ဒီတော့ဒီလောကဟာအတော်ရှုပ်ထွေးတယ်လို့ ဒီနေရာမှာသိတာထင်ရှားနေပါတယ်။ဒါအကောင်းနဲ့အဆိုးတွန်တွဲနေတယ်ဆိုတာကိုလေပို့ပြီးတော့သိတာစီပြီးတော့ရန်ပန်ရန်ကမှာအဆိုးတွေကအားပါသွားခြင်းဒီတက်ရှိတော်ဝါတွေအခုအနောက်ထိခိုက်နိုင်တယ်လေဆိုတာကိုမှန်းဆကြည့်နိုင်တဲ့အချက်ပဲလို့ကျွန်တော်ဒီနေရာမှာတင်ပြလိုက်ချင်ပါတယ်။အထူးလေးနဲ့မြင်ရတာကတော့မိစ္ဆာဝိညာဉ်ဆိုးနတ်ဆိုးတွေဆိုတာဟာအကြီးအကျယ်ကိုမကြိုက်ဘူး။လွတ်လပ်စွာရှောက်လှဲ့လေပြီးတော့တရားသခင်နဲ့ ဝေးနေတဲ့လူသားမျိုးနေရာမျိုးတွေကိုစိတ်ကြိုက်ချေလှတယ်သူတို့ကိုကြားဆုံးသွားတဲ့ကောင်းငင်တမန်တွေဆိုပြီးတော့လေယူဒာကတော့ဖို့ပြတယ်သူတို့ကသူတို့ကိုသိမှတ်ပြုစေခြင်းတလို့သူတို့ဟာသူတို့အဖိုင်းဝိုင်းတစ်ခုအနေနဲ့လေနေခြင်းတယ်လို့ဆိုပါတယ်အခုခရစ်တော်နှင်ထုတ်တဲ့နတ်ဆိုးတွေကမြင်ရတဲ့သက်တည်ကြီးကဒါဟာလည်းအတော်ဖြစ်နိုင်တဲ့အချက်ဆိုတာထင်ရှားနေပါပြီလူအပ်ထည့်ရတဲ့အချင်းကျတော့ဝက်တည်တွေကိုဝင်မရစေဆိုပြီးခွင့်တောင်းနေတယ် ဒါဟာတက်တည်တစ်ခုပေါ့ရှမသက်ခရဝင်ကျမ်းအခန်းကြီး၈အငယ်33မှ34အထိဟောပြတဲ့အချက်ကတော့ဝတ်ကြောင်းသောသူတို့သည်လည်းပြေး၍မြို့ထဲသို့ဝင်ပြီးလျှင်နတ်ဆိုးဆွဲသောသူတို့အကြောင်းမှဆ ảy ဖြစ်လေသမျှတို့ကိုကြားပြောကြတော့တမျိုးလုံးလဲယေရှုကိုတွေ့ရန်တော့ငါထွက်လာကြ၏ကိုတော့ကိုတွေ့မြင်လျှင်မိမိတို့ပြည်ကထွက်သွားတော်မူမည်အကြောင်းတောင်းပန်ကြ၏စိုးစိုးပိုင်းလေတို့ကကျွန်တော်ဖော်ပြလက်ဆရှိတဲ့ဝက်ကိစ္စကိုဆက်ရတော့မယ် နတ်ဆိုးဆွဲနေတဲ့သင်္ကြန်ကုန်းအဘွားကအယူကြီးတွေနဲ့ခရစ်တော်စကားပြောနေတာကိုနစွန်နှပြားကြားရပြီးမိနစ်ပိုင်းလောက်အတွင်းကလေးမှာဝက်ချောင်းသားတွေဟာပြက်ကနာဆိုင်ကုန်ကြတယ်လေသူတို့ထိနေတဲ့ဝက်တွေလေးကိုနတ်ဆိုးတွေဝင်မှွေတော့တစ်သက်လုံးမကြုံဘူးတာတွေဖြစ်ကုန်ကြတယ်မဟုတ်ဘူးလားဝက်စင်စိတ်ကလည်းနွားလိုထောက်အော်ရာတို့ခွေးလိုဥရာတို့ဖြစ်ချင်းဖြစ်နိုင်တယ်လက်ဝင်သွားတယ်မဟုတ်ဘူးလားမပြောနိုင်ဘူးလေတချင်းနေပါလေတောင်ထဆူခြင်းဆိုမယ်ဒါကလက်လေဝက်မဟုတ်တော့ဘူး အခမဲ့ရေအဲ့ဒီသူတို့ဝက်တရားတောင်မှသူတို့ခွေးဆွဲသူတို့လိုက်ဆွဲသူတို့ထွက်ပြေးရတာမျိုးတောင်မှဖြစ်ကုန်နိုင်လေဟောအဲ့ဒီလူနတ်ဆိုးတကူတွေလည်းပြပြီးရောအိုင်ကန်းဆောက်တက်ကိုကြောက်ခမန်းလေးလေးအချိန်နဲ့ပြေးပြီးခုန်ချပြစ်တော့အဲ့ဒီဝက်ကြီးအကုန်အသက်သေးကုန်ပြီပေါ့အမှန်တမ်းပြောရရင်တော့ဒုက္ခတွေနှစ်ယောက်နတ်ဆိုးဆွဲတာကနေယောဂပြောက်တာဟာဝန်းပါစရာအံ့ဩစရာမဟုတ်ဘူးလားဒါပေမဲ့ဒီလိုအံ့ဩဝန်းပါဖို့တဲ့ဝက်ချောင်းသားတွေအဖို့အရေးကြီးတာကတော့ တို့ကြောင်းရတဲ့ဝက်တွေပေကုန်တဲ့ကိစ္စမြို့ထဲကိုတို့ကြပြားကြရဥအောင်ဝင်ပြည်ပြည့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 ်ကိုသခင်နေစီကိုတော်ဦးတင်ရတယ်ဒီမတင်လို့လည်းဘယ်နဲ့လုံလဲကိုတရားခံဖြစ်နေမှာပေါ့ဒါလောက်များပြားတဲ့ဝက်အုပ်ရဲ့တန်ဖိုးကသေသေးကိုကြီးဖြစ်နိုင်မှာလားမဖြစ်နိုင်ဘူးအကယ်၍ယောနိုင်ရင်ယောမင်းတို့မယောနိုင်လို့ရှိရင်မင်းတို့ဖန့်ချုပ်မယ်ဆိုဘယ်နဲ့လုံမလဲဒါကြောင့်ဥအောင်တို့တို့သခင်နေစီကိုပြည့်ပြည့်တို့ကတန်ရတယ်သခင်ဝက်သခင်တွေလည်းရှိတာလေတော့ကုန်ပါပြီဗျာဆိုပြီးတော့အဲ့တော့တယောက်နဲ့တယောက် တိုင်နေပြီးမြို့ပြင်းနားမှာရောက်နေတဲ့ယေရှုစီကိုရောက်လာကြနေတယ်။အဲဒီတော့ဣသရေလထဲမှာထူးထူးခြားခြားဝက်လုပ်ငန်းနဲ့တော့ပြီးအကျိုးပေးနေတဲ့ဂတ်တီအများစုအုံကျကျက်နဲ့အထိတ်တန်းနဲ့မြို့လုံးကျွတ်နီးပါးယေရှုခရစ်တော်ကိုဖြတ်ပြီးတော့ဘယ်လိုလူလဲဆိုပြီးတော့သဘောမျိုးနဲ့ကြည့်ကြတယ်။ကျွန်တော်ထင်တာကတော့ဒီဂတ်ဝက်တစ်သေးတွေဟာယေရှုရဲ့တကူကိုသိလို့သာစေတလုံးပိုင်ရှင်မှန်သိလို့သာကြောက်ကြောက်နဲ့ငြိမ်ခန့်နေတာ။ဒီကိစ္စကသူတို့ရဲ့စီးပွားရေးကြီး သူတို့အင်မတန်စိတ်ဆိုးကြမှာသိကြတယ်။ဘာပဲဖြစ်ဖြစ်ပမာကျန်းစာမှာမလိုအပ်လို့မပေါ်ပြပေးမယ်။သူတို့အယောတောင်းတာတွေဘာတွေရှိကျင်လဲရှိနေမယ်လို့ကျွန်တော်ထင်တယ်။တကူတော်ရှင်သခင်ယေရှုအနေနဲ့လဲသူတို့ကိုတနည်းနည်းပြန်ပြီးတော့စီးပွားရေးလေးနလန်ထူအောင်တကူပြခြင်းပြပေးမယ်။ဒါမှမဟုတ်ရင်လဲယေရှုနောက်လိုက်တဲ့လူတွေကပိုက်ဆံရှိတဲ့လူတွေကကြည့်ကြက်ပြီးတော့ရှင်းပေးလိုက်တော့မှဒီကတ်ဒီကျင်းတ်ချင်းကျင်းတ်သွားမယ်လို့ကျွန်တော်ထင်ပါတယ်။ဘာကြီးပြောပြောကိုရောကိုရော သူတို့ပြည်မှာဆက်မနေပါနဲ့တဲ့တောင်းပန်ပါတယ်ဘလို့တရားကြဖို့ကောင်းတဲ့လူတွေမှတ်တော့ခရစ်တော်ရဲ့ဘဝမှာဝက်ကပူပြီးတော့အရေးကြီးနေတယ်လေခရစ်တော်သူတို့စီမှာကြာကြာတဲခုနေထိုင်ရင်ခံစားရမယ်ဝိညာဉ်စုကျေးဇူးတွေကိုသူတို့နည်းနည်းမှမစင်စားမိဘူးဒီကယ်တင်ခြင်းတရားဆိုတာဝေလာဝေသူတို့ဒီအရာတွေတဲ့ခရစ်တော်ရဲ့နောက်လိုက်ပရိသတ်တွေများတဲ့အတွက်မြို့ထဲမှာ လေစရာထိုင်စရာမရှိအောင်ကျင်းကျပ်ကုန်မာတွေကိုသူတို့တွေးတယ်။ဈေးတွေတက်ကုန်မာကိုသူတို့ပျော်မြင်တယ်။ရုံရင်းဆောင်ကဖြစ်မာတွေကိုလည်းသူတို့တွေးကြောက်တာမျိုးရှိနေမယ်လို့ကျွန်တော်တွေးတယ်။ဒီလိုမှမဟုတ်ရင်လည်းသူတို့အဖို့စွန်အားရှင်ဟာကောင်းကျိုးတဲ့ဆိုးကျိုးပြုမလား။ဖာရိရှဲတွေဇာရုဂဲတွေနဲ့ပရိပက္ခတွေဖြစ်ပြီးတော့ယုံယုံနေများဖြစ်ကုန်မလား။ကြည့်ပရောဟိတ်တို့အာနာပိုင်တို့တွေကိုလေယေရှုကမထင်မထင်လို့ပက်ခနဲ့ပက်ခနဲ့ပြည့်ပြီးပြောနေတော့ နဂိုတဲကအဲ့ဒီအချိန်မှာကိုလိုနီဖြစ်နေတဲ့ဣတရီလဒေသတွေကိုယောမတွေများဝင်လာပြီးတော့ဝဲဥရစ်မလားနိုင်ငံရေးပြည်နှိမ်မှုတွေလုပ်မလားစသဖြင့်စိုးရိမ်စိတ်တွေလည်းရှိကောင်းရှိနိုင်မယ်လို့ကျွန်တော်တွေးပါတယ်လူသားဟာလူသားလောက်ပဲတွေးခေါ်မျှော်မြင်နိုင်ကြတယ်မဟုတ်ဘူးလားဒါကြောင့်မို့ယေရှုကိုတောင်းပန်ပါတယ်ကိုတော့ဒီပြည်ကနေဖြတ်သွားပါတယ်မိတ်ဆွေပေါင်းတို့ခင်ဗျာကျွန်တော်ရဲ့ဘဝအသက်တာမှာခရစ်တော်ယေရှု ပေးသနာတဲ့သာဝရအသက်နဲ့ကယ်တင်ရှင်ဆုဂျေဇုမြားကိုဝဲလောက်တောင်မှတန်ဖိုးမထားပဲများရှိနေကြလေသလားကိုယ့်ရဲ့ကိုယ်ပိုင်စီးပွားရေးဘဝနဲ့ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေလောကသံယောဇဉ်တွေဟာယေရှုခရစ်တော်ကိုကိုယ်နှလုံးသားထဲကနေမောင်းထုတ်နေသလားလို့ဆိုတဲ့အချက်ကိုအလေးနဲ့စဉ်းစားဖို့အချိန်ဟာဒီအချိန်ပါပဲခင်ဗျာ နောက်တစ်ချိန်အစီအစဉ်မှာရှင်မာသဲခရစ်ဝင်ကျမ်းအခန်းကြီးကို အခန်းငယ်၁ကနေ အခန်းငယ်35အထိကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရ။